မင်္ဂလာပါခင်ဗျခတ်ချန်တဲ့ကနေပြန်လဲကြိုဆိုပါတယ်ဒီနေ့မှတင်ဆက်ပေးမယ့်ဝတ္ထုဇာလံကလေးကတော့ဇာယေသူထမန်တောင်ကူရဲ့ဆောရမင်းကောင်ဇာလံများစွာတဲ့ကမှလူလူစန်းကြီးဥပဒုဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးပါမယ်ခြံတဲ့ကလေးကို like and subscribe လုပ်ထားပေးပါဦးခင်ဗျမိသားကနိုတူရင်းလုံးလည်းနေပေးထားပါအောင်ရုပ်ရည်ထွက်ပေါ်လာတဲ့ညောင်နဲ့ချောင်းအော်တန်ချောင်းမလို့မင်းကောင်တရားအမျက်ဝန်းနေပြန်ကနေဖွင့်ကြည့်မိတယ်သူအိဆက်ရအိယာအထက်တဲတဲစီကထုတ်တန်းပေါ်မှာထပ်ပါတဲ့မျက်ဝန်းတစုံကသူ့စီကိုစူးစိုက်ကြည့်နေတယ် မင်းကောင်ကလမ်းပြမိထားတိုင်းပြီလို့နဘေးစီကမိတိုင်းကိုယူကအထွန်းကြီးကထုတ်တန်းစီကိုမျက်ဝန်းတွေကဖြတ်ခနဲ့ပြောက်ွယ်သွားတယ်ထုတ်တန်းနေရာမှာဘာမှရှိမနေတော့ဘူးဖေးပြောက်သွားတာလေခုံချပြောက်ွယ်သွားတာမျိုးလည်းမဟုတ်မျက်စိရှိမှလည်းဖြတ်ခနဲ့ကွယ်ပြောက်သွားခဲ့တယ်မို့မင်းကောင်ကအပြစ်ပြက်ကိုနားမလည်နိုင်ဖြစ်မိသွားတယ်မတင်ငါစိမ့်နဲ့ဘေးဘီအပေါ်တွေကိုကြည့်တော့လေဘလာနဲ့ထိငါများအမြင်မှားသလားမင်းကောင်ကဇွေးဇွားနဲ့ခတ်တာရေကျွရင်ကပြန်လဲလို့လဲလျောင်းလိုက်တယ်အိမ်တွင်းကန်းစီကမိခင်ပြည့်သူနဲ့ညီမပြည့်သူတို့အိမ်မောကြပြီးအသက်ပြင်းပြင်းရှူတဲ့ကိုမင်းကောင်ကကြားနေရတယ် မင်းကောင်ကအင်ရှိပဲဖရာကျောင်းဆောင်အောက်မှာအိစရာဖြစ်တယ်။သူတို့မှာကဖခင်ပြည်သူမရှိတော့ဘဲမိခင်ရဲ့သူတို့မှန်မှန်နှစ်ယောက်ရဲ့စုစုပေါင်းမှမိသားစု၃ယောက်ပဲရှိတော့တယ်။ဖခင်ပြည်သူမရှိတော့ဘူးဆိုပေမဲ့လေဖခင်ပြည်သူကတရှိတင်ချာရှိတုန်းကမိသားစုနောင်ရေးအတွက်များစွာကြိုးကုပ်ခဲ့သူမှုခွဲလွန်သွားခဲ့ပြီးငါးနှစ်ကျော်ခဲ့တာတော့မှသူတို့မိသားစုလေးအခက်အခဲမရှိခဲ့ဘူး။ဒီနေရာမှာမိခင်ပြည်သူကိုလည်းမဖြစ်မနေချီးကျူးရမယ်။အရင်နောက်ဘက်အကြိတ်တန်းစီကမနက်ဥပိုင်းအကြက်တော်တန်ကထွက်ပေါ်လာတယ်။မင်းကောင်ကလည်းမနက်ကိုလေထဲဆင်းရအောင်မှမို့ပြန်အေးဖို့စဉ်းစားလိုက်တိုင်းမိတန်ကိုငြိမ့်သက်လိုက်တယ်။ မြောင်းဝင်းကိုမေးဆက်ပြီးအိပ်ပျော်လူလူဖြစ်နေတော့မှသူ့ကိုတစုံတစ်ယောက်ကကြည့်နေတယ်လို့မျိုးခန်းစားချက်ကရရှိလာတယ်။မင်းကောင်ကဖြတ်ကနေမျက်စိကိုဖွင့်ကြည့်ပြီးတော့စောစောကမြောင်းဝင်းတစုံကထုတ်တန်းနေရမှာပြန်လဲလို့ရောက်ရှိနေပြန်တယ်။ဒီတချိန်မှာတော့မင်းကောင်ကစူးစမ်းလူစိမ့်နဲ့မြောင်းဝင်းကိုမသိတဲ့အောင်ပြုတ်ရင်းစိတ်စီကြည့်မိတယ်။ဘာကြောင့်ရမမသိအဲ့ဒီမြောင်းဝင်းသူ့ရင်ထဲကအတိုင်းသာထင်းပေါက်မြင်သွားတယ်လို့ခန်းစားသမှုမင်းကောင်ကအလန့်တကြားနဲ့ငုတ်တို့ပြန်ထိုင်မိပြီးမိတိုင်ကိုစမ်းလို့မင်းကြီးရပြန်တယ်။ဟောဗျာဖေးရောက်သွားပြန်တာလို့ မီးရဲလေးအောင်ကဖျားကနေပြတ်သွားတာနဲ့ထုတ်တန်းစီကမြေဝန်းတစုံကပျောက်ချင်းမလားပျောက်သွားပြန်ကုန်မင်းကောင်နားမလည်နိုင်တော့ဘူးခေါင်းကိုတူတင်ကုန်ရင်ကသူ့ကိုတစီများချောင်းနေလေရောသလားတွေးနေမိတယ်ဒါပေမဲ့လည်းအချိန်ကြာကြာတော့မင်းကောင်ကမတွေးနိုင်ခဲ့ဘူးမနှက်ခင်းကြအနှံ့ငင်းနေစီဆင်းရအောင်မှမလို့အဲ့ရစီကိုပြန်လဲလဲလျောင်းကရှိနေလိုက်တယ်ဒီတခါတော့ခေါင်းကမြေဝန်းတစုံကပြန်ပေါ်လာမှဆိုလို့မင်းကောင်ကမီးတန်းကိုမငိမ့်တော့ဘူးဒီတိုင်းထားရင်သာမေးဆက်လိုက်ပါတယ်မင်းကောင်အိပ်ပြတ်သွားချိန်မှာတော့သူထုံးညှိထားတဲ့မီးတန်းကလေမတိုက်ဘာမတိုက်ပဲနဲ့အထူးဆန်းစွာဟုတ်ခနဲ့ငိမ့်သွားတယ် မင်းကြီးသွားတာနဲ့ထူထမ်းပေါ်စီကမြေဝန်းတစုံကပြန်လဲလို့ထွက်ပေါ်လာပြန်ရဲ့မနက်မိုးလင်းညင်မင်းကောင်တယောက်နန်းငယ်ထဲစီမှာပေါင်းထိုးနေမိတယ်နန်းဒီကအသီးလိုက်နေပြီဒီအချိန်ပေါင်းကိုအချိန်မီမလိုက်ရင်အသီးကျနေတတ်တယ်ရှားတဲ့အသီးတွေကလည်းအဖက်မတင်ဖြစ်တတ်တယ်ဒါကြောင့်နန်းငယ်တွေကိုတရက်နှစ်ရက်အတွင်းပေါင်းပြီးထိုးနိုင်မှုကလိုအပ်နေပါတယ်ဒါပေမဲ့လည်းမင်းကောင်တယောက်ညာတုန်းကအေးအေးမဝါခဲ့တာမို့ခေါင်းကညီးစီစီခေါင်းမကြည့်တော့အလုပ်ကမတွင်ကျဘူးတမန်နှလုံးပေါင်းထိုးတာတော့မှတစ်ခွက်မပြီးဖီလူပြီးခင်အချိန်ဒီသားရဲ့သား ဒီလိုကပြီးရင်တော့ခဏမေးမရမယ်တင်နေညနေကျတော့ပုံမှန်အချိန်နဲ့နောက်ကျပြီးပို့လို့တာပေါ့မင်းကောင်ကခေါင်းကြည့်အောင်လို့တခဏမေးမယ်လို့ကြံရပြီးတော့မှနန်းငင်းကိုခတ်တုပ်ပေါင်းထုတ်လိုက်ပါတယ်ပေါင်းထုတ်တာတစ်ခွက်ပြီးတော့ဘာကူမှတွေးတော့မနေတော့ပဲနဲ့လက်ထဲကလေးစီကိုသွားလို့လဲလျောင်းမေးဆက်ပါတယ်မင်းကောင်အေးစက်နေတော့အိမ်မက်ထဲမှာချောင်းနယ်ကြီးတစ်ခေါင်ကိုမြင်မှတ်တယ်ချောင်းနယ်ကြီးကတာမန်ကြောင်းလေးလို့အမွေးမင်မရှိပဲနဲ့ထူးဆန်းစွာနဲ့တကူလုံးပြောင်ကျော်ကြီးဒါပေမဲ့လည်းခန္ဓာကိုယ်ကြီးကနတ်မောင်ပြောင်လဲနေတယ်အိမ်မက်တစ်ခုလုံးမှာချောင်းနယ်ကြီးကမင်းကောင်ရဲ့နှဘေးစီကအမြဲလိုရှိနေခဲ့ပြီးသွားရင်လည်းတစ်ခေါက်ခေါက်လိုက်ပါတယ် ိုင်ရင်လည်းနဘေးနားမှာလာထိုင်နေတာကိုတွေ့ရတယ်။မင်းကောင်အချိန်ဘလောက်ကြောင်အိပ်ပျော်သွားတယ်မသိဘူး။နားထဲမှာဂျောင်းအောင်တန်းဆူရှာရှာကိုကြားပြီးတော့လှန်နိုးလာပြန်တယ်။နုံနိုးချင်းမှာဂျောင်းအောင်တန်းကထွက်ပြီးထွက်ပေါ်လာပြန်တယ်။အသေးချာနားဆွနှောအော်တန်းကတည့်ရခေါင်းမိုးတက်စီကလာနေတာပါ။မင်းကောင်တို့လေတဲကတခြားလေတဲတွေနဲ့အတော်လှမ်းနေ။ဒီတော့ကတောင်းတောင်းအိမ်မေးဂျောင်းတွေရောက်မလာတတ်ဘူး။အိမ်မထဲမှာလည်းဂျောင်းနဲ့ကြီးကိုမြင်မဲ့ထားတော့အခုအပြင်ဘက်ကဂျောင်းအောင်တန်းကတိုက်ဆိုင်စွာနဲ့ထွက်ပေါ်လာချိန်မင်းကောင်ကအံ့အသင့်မိရတယ်။ချက်ချင်းမဲ့ပြင်ကိုထွက်ပြီးတော့မှဒဲခေါင်းမိုးပေါ်ကိုကြည့်ပြီးတော့ဘာမှရှိမနေဘူး။ မင်းကောင်ကဟိုဒီဒီလိုက်ရှာကြည့်တယ်မင်းကောင်ရှာနေတော့ចောင်းအောင်တန်ကတဲခေါမုတ်တက်စီကနေထပ်မှန်ပြီးထွက်ပေါ်လာပြန်ပြီမင်းကောင်ကဖြတ်ခနဲ့မောကြည့်မိပြီမဲ့ခေါမုတ်တက်စီမှာဘာចောင်းမှရှိမနေပြန်ဘူးတက်တူတန်းစီမှာများလာဒါမှမဟုတ်ငါများနားကြမှားရော့တလားမင်းကောင်ကတွေ့ရင်ကတဲထဲကိုပြန်ဝင်ပြီးအပေါ်ကိုမောကြည့်တယ်ဘာမှရှိမနေမဟုတ်သေးပါဘူးမင်းကောင်ကရေယူမိချင်းចောင်းအောင်တန်းကထပ်တက်ပြီးထွက်ပေါ်လာတယ်မင်းကောင်တရားအပြင်ကိုပြန်ပြေးထွက်ရင်ကရှာမိပြန်လေရဲ့အရေးရောက်နောက်မှမတွေ့ရပြန်ဘူးဒီလိုနဲ့မင်းကောင်တရားငယ်စိတ်ကိုအခြေခံပြီးတော့မှចောင်းအောင်တန်းထွက်လာတိုင်း တဲတဲကိုဝင်ကြီးထွက်ကြည့်ပြရင်းကရှိနေလေတယ်။ဟဲ့ကိုနင်ပါလုံနေတာလေ။တဲတဲကိုဝင်လိုက်ထွက်လိုက်တပတ်ပတ်လိုက်နဲ့ဘယ်နှချိန်နေရှိနေပြီလဲမင်းကမသိတဲ့။အငငယ်မမိသွေးရဲ့အနာဂတ်ခေါ်ဆန်းကြောင့်သတိကပ်မိသွားတယ်။ကြီးပြီးတော့မိသွေးကထမင်းတောင်းကိုပိုက်လို့ထဲထဲရောက်နေပြီ။ပုံမှန်ဆိုမိသွေးကစွန်းစားချင်းအုံမောင်းခောက်ပြီးချိန်တော့မှရောက်လာတဲ့သူ။ဟဲ့အငငယ်မဒီနေ့နေထမင်းပို့တာဆောလာကြီးလား။အမေဘယ်နဲ့ပြောတာတော့ကျုပ်ကခဏိနောက်ကျနေတာဦး။နင်းကနောက်ကျတယ်မဟုတ်သေးဘူး။အုံမောင်းခောက်တဲ့နောက်မှမကြရသေးဘူးလေ။ နေအခုနေအုံးမခေါတောင်မကြမ်းမိဘူးပေါ့မိတယ်ဘာမှအဆက်မပြောတော့ဘဲနဲ့ထမင်းတောင်ကိုတဲကုတ်ပြက်ကလေးစီကိုချလိုက်တယ်မင်းကောင်ကအကြောင်းကိုခဲမကြည့်စွာလိုက်ရှာနေစေမိတွေကစားဖို့အတွက်အခုကပြင်စင်းကတစုံတရာကိုတွေးမိသွားရတဲ့ဟေးအခုနေအလုံးမလုံးပဲနဲ့အိတ်နေတယ်မလားဟုတ်ပါပြီသေးကြပါပြီမိတွေကအဖြေကိုတည်သွားပြီးမျက်နှာကမကြည့်မလဲဖြစ်သွားလို့အခုငါနဲ့ကိုအမေနဲ့တိုင်မရမယ်မိခင်ဖြစ်သူကနှမ်းကင်းနေပေါင်းထုတ်ဖို့အတွက်မင်းကောင်ကိုသုံးရက်အတွင်းအပိသက်ပြီးဖို့ပြောထားတယ်ဒီအတွက်ကိုလည်းမင်းကောင်ကိုလူငါဖို့အတွက် သုံးရက်စာလိုအားကထုတ်ထားပြီးသားဒါကိုမင်းကောင်ကငွေလိုချင်တယ်မို့လူမငားပဲနဲ့သူတယောက်တည်းချိန်ပြီးလုံနေတာအခုကိုပဲရက်ကနှစ်ရက်ကျိုးနေပြီဒါကိုနှမ်းခွက်ကတော့မပြီးသေးဘူးသုံးကျိုးနဲ့ချိုးလောက်ချန်နေသေးတယ်မိသွေးကဒါကိုကောင်းကောင်းသိတယ်ဒါကြောင့်လဲအလုတ်အပြီးမတတ်နိုင်ရင်တိုင်မယ်ဆိုတဲ့အကြောင်းပြောတယ်မင်းကောင်ကဟုတ်လဲဟုတ်တယ်ဟေးငါနမအရန်ခံရမယ်ဆိုတော့မင်းကောင်အာယုံကမိသွေးစီကိုရောက်ရှိသွားတယ်အနားစီကိုအမြန်ပြေးကထိုင်ပြီးတော့မိသွေးကတစ်ဖက်ကိုညူစွန်းနဲ့လှည့်သွားတယ်အခုရဲ့တူဦးဒီတော့နှမကလေးဟွန်းပါဟီလေရက်ကနှစ်ရက်ကျိုးနေပြီ နှမ်းခွက်ကဘလို့မှတော့မနေသေးဘူး။ဟောငါနှမရေငါဒီနေ့ညတော့ငါအေးပြတ်သွားတာကြောင့်အိပ်ပြတ်သွားလို့ပါ။မသိဘူးအကျုပ်ကတော့တိုင်ပါပဲ။မိသွေးကဆွဆိုတော့မင်းကောင်ကမျက်နှာကိုပို့လို့ပြုံးဖြိလိုက်တယ်။မိသွေးဘာလို့နှမ်းကင်းနေအမြန်ပြီးအောင်နင်းမှာကူပေးပါလား။ငါလိုအပ်ကပေးမလား။ဟိုတော်ပါဟိုရက်တွေတုန်းကကျုပ်လည်းလိုက်လို့မယ်ဆိုတော့အခုပဲမရဘူးဆို။အဲ့ဒါကဟိုနေ့ကလေအခုကဒီနေ့ဖြစ်သွားပြီ။လောက်ပါမိသွေး။ကျုပ်ကလိုအပ်က၃ရက်စာအပြစ်ပေးမှလား။အေးပေးမလား။ပြီးတော့ဒါဖြင့်လည်းကျုပ်လောက်ကူမယ်။ ေးဒါမှငါနှမကွာမင်းကောင်ကဝမ်းသာအာရုံနဲ့ထအွန်လိုင်းမိတယ်မောင်နှမတယောက်တမင်းစားကြတယ်မင်းကောင်ကခန္ဓာကအာရုံရနေတဲ့ကြောင့်လဲစိတ်ထဲမရှိတော့ဘူးအော်တယ်လဲထွက်ပြီးထွက်မလာတော့ပါဘူးစားတော့ပြီးချင်းကြတော့မင်းကောင်ကမနာမပြုတော့ဘဲနဲ့အနံငင်းတဲ့ကိုဆင်းနေတယ်မိသွေးကတမင်းပကံတွေကိုတင်းဆဲငါကြံရည်တယ်မင်းကောင်ကနံငင်းတဲ့စိတ်မသိမကြခင်မိသွေးလည်းအခင်းနဲ့ဆင်းလာပါတယ်မောင်နှမတယောက်အလုပ်ကိုတက်ညီလက်ညီလုပ်ကြတယ်ညနေဆောင်ချိန်ကျတော့မင်းကောင်ပေါင်းထိုးဖို့တောင်းဝန်ယူထားတဲ့အခင်းဒီအားလုံးပြီးစီးလို့ပြီအခုချန်နာကိုနေမနှက်ပြတမနဲ့လှုပ်လိုက်ရပြီအခုတော့မှောင်တော့မယ်ပြန်ကြစို့အေးပြန်ကြမယ် ဆောင်းဝင်ကစားမှုညနေခင်းနေဝင်ခြင်းကဆောလွန်းနေမောင်နှမနှစ်ယောက်လေထဲကနေရွာစီကိုပြန်တော့အမောင်းကြီးနေပြီအနောက်ဘားစီကကြောင်အောင်တန်းကညောင်နဲ့ထွက်ပေါ်လာပြန်တော့မင်းကောင်ကလမ်းပြန်သွားပြန်တယ်ကြီးကြီးကြောင်ကြီးဟိုဒီလဲကြီးမိတယ်အခုနေပါဖြစ်နေတာတော့မင်းကောင်ရဲ့အမှုရာကိုမိသွေးကသတိထားပြီးတော့မေးလာတယ်ကြောင်အောင်တန်းကြားမိလို့ဟာငါတော့မကြားမိပါဘူးမဟုတ်သေးပါဘူးမင်းကောင်ကတောင်ကြီးမြောင်ကြီးထက်ရှာပြန်တယ်ဘာမှရှိမနေပါဘူးအခုနေလောက်တာနဲ့ငါလန့်လာပြီထော်ပြီးမြဲမြဲပြန်မယ်မိသွေးကပြောတော့မင်းကောင်လည်းနှမဖြစ်သူကိုစိတ်မချသူမှုအနောက်ကပြေးလိုက်မိတယ် ရာဝင်းစီကိုရောက်တော့သူတို့အရှိကနေလူတစုကပိတ်ရက်နေတယ်။ဘာမင်းတို့လူစုမင်းကောင်တို့မောင်နှမကသူတို့ဘာသာနေတဲ့ထင်ပြီးရှောင်ကွင်းသွားဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့အရှိဆုံးကဘာမင်းကကွင်းရှောင်သွားဖို့ကြိုးစားတဲ့မင်းကောင်ရဲ့လက်မောင်းကိုဆွဲပြီးပြန်တော့လွတ်တယ်။ဒီအချင်းရကြောင့်မင်းကောင်ကဘာမင်းကိုမျက်နှာချင်းဆိုင်ပြီးဘာမင်းခမမခေါ်လိုက်ချင်းဘာမင်းကမင်းကောင်ပခုံးကိုခတ်ထတာပြုံးရင်းလက်နဲ့မထီစွာလှမ်းပုတ်လို့ရောက်ပါမင်းနဲ့ကစကားပြောစရာရှိတယ်။အခေါ်ကမင်းကောင်တဲ့အဆင်ပြေမနေမင်းကောင်ဘလို့ခေါ်လိုက်တယ်လေဘာမင်း ။ဖာမင်းကမင်းကောင်တပီးရက်နေတဲ့မိသွေးကိုဖြီးတီတီကြည့်တယ်။နမလာလာလေးပိုင်ဆိုင်ထားတဲ့မင်းကိုရောက်ဖားလို့ခေါ်လိုက်တာလေကွာ။မင်းကောင်ကထောသားထွက်ပြီးဖာမင်းကိုတစုံတရာလှုပ်ဖို့ကြိုးစားတော့မိသွေးကလှမ်းဆွဲလာတယ်။အခုဒီကောင်နေတမင်သက်သက်ပြဿနာရှာတာနင်းစိတ်ကိုထိန်းစမ်းမိသွေးငါနင့်ကိုချစ်တယ်။ဖာမင်းကသူမကိုကြည့်ပြီးပြောလာတော့လက်သွက်တဲ့မိသွေးရဲ့လက်တစ်ဖက်ကဖာမင်းစီကိုလှစ်ခနေပဲ။ဒါပေမဲ့ဖာမင်းကမိသွေးလက်ကိုလှမ်းဖမ်းတယ်။ဒီအချိန်မှာမင်းကောင်ကလှစ်ခနေဖာမင်းကိုခွက်ခနေဝင်ထိုးချပလိုက်တယ်။ဒီကဘာမင်းဘက်ကလူတွေကပါပါဝင်လာပြီး အချိန်လေးကရုပ်တည်တည်ဖြစ်ကုန်ကြတော့တယ်။တကြီးအိမ်စီမှာရံဖြစ်ခဲ့ကြတဲ့ဖာမင်းတို့လူစုနဲ့မင်းကောင်တို့မှမှရောက်ရှိနေကြတယ်။နှစ်ဖက်မိဘတိုင်းဝမ်တွေကလည်းလူငယ်တွေရဲ့ရံပွဲအတွက်တကြီးပြည့်သူရဲ့ဆင့်ခွန်မှုကြောင့်ရောက်ရှိနေကြပြီ။မင်းကောင်စီမှာဒဏ်ရာဒဏ်ရာတွေကရှိနေတယ်လို့ဖာမင်းတို့၃ယောက်ကလည်းဒဏ်ရာတွေအသီးသီး။မိတွေကတော့မင်းကလေးမှုဒဏ်ရာရတာမျိုးမရှိ။မင်းတို့ဘယ်လိုပြည့်ကြသလဲ။တကြီးကအရှိစီလာရပြီးမိတော်မင်းကောင်ကဒီကောင်နေရန်လာစတာတကြီးကျုံနှမကိုစော်ကားမော်ကပြောတယ်။ဟုတ်သလားဗမင်။အမှန်ပဲတကြီး ကျုပ်ဒီကောင်းကိုတကောင်းရင်ပြန်ပွဲကိစ္စမကြည့်နဲ့လို့တမင်းနှောက်ရက်တာ။ဘာမင်းရဲ့စကားဆုံးမှာအာမေဒီတန်နေကယောဒီထွက်ပေါ်လာတယ်။အဲ့ဒီအခါမှာဘာမင်းရဲ့အဖေဥပစီကမျက်နှာကြီးညင်းမြန်းသွားခဲ့ပြီးဘာမင်းအရှိစီကိုယောက်လာလို့ဟဲ့ကောင်းဘာမင်းဘာမင်းကသူ့အဖေကိုတော့ကြောက်တာနှစ်ယောက်မရှိဖပြရတယ်လဲပါပဲ။ဗျာကနေပြန်ထွင်းကယူကျိုးပြနေတယ်။မင်းခုနကဘာပြောလိုက်တာ။ဘာလဲတကောင်းရင်ပြန်ပွဲကြောင်ဟုတ်သလား။ဟုတ်ပါတယ်ဗျ။မင်းကွာမင်းကလုံးဝသိတော့မယ်။ ဒီဗာမဟုတ်တဲ့ပြန်ပွဲကမင်းသူတစ်ပါးကိုရန်ရှာဖို့ထိအကြောင်းတရားလုံလောက်နေသလားကွမ်။ဥပစီကပြောလေပြောလက်ကလည်းမြန်တယ်။ဗာမင်းကိုဖြောင်းနေတဲ့ရင်အုတ်ချတယ်။ဟာအဖ။ကျုပ်တို့ပြန်ပွဲကအဲ့တော့မဟုတ်ဘူးဗျ။ကျုပ်တို့အရေးကြီးတာကဟိုမြတ်တက်မြတ်တက်ကပြန်ပွဲမှာအဆူရမှာစဉ်းစားပြီးမယ်ဆိုလို့မြတ်တက်ဆိုတဲ့အတန်ကြားတော့မင်းကောင်မှာဇကနေဖြစ်သွားတယ်။ပြန်ပွဲမတိုင်ခင်ကမြတ်တက်ပြောခဲ့မှုတဲ့ဇကားကလည်းနားရစီကိုရောက်လာတယ်။ဟင်းကောင်ဗာမင်းဖျားပြီ။မင်းကမြတ်တက်ကိုတကယ်လိုချင်လို့လား။ဟာအဖေကလည်းလိုချင်လို့ပေါ့ဗျာ။ ဒါကြောင့်ကျုပ်တကောင်းရံပြန်ပွဲကိုတော့မှမရမကဝင်ပြိုင်တာအေးရပြီအခုတော့တကြီးပြိမဲ့အပြစ်ကိုမင်းခံမယုံအပြစ်ကလွတ်တာနဲ့မင်းအတွက်များတဲ့ကိုငါကိုယ်တိုင်လိုက်ပြီးတောင်းရံပြိမယ်ဖာမင်းနဲ့မင်းကောင်စီကအာမေရိကန်ကပြိုင်နေတယ်ဟာငနဲ့ပြိုင်လို့ထွက်လာတယ်ဖာမင်းကတော့အလွန်မင်းပျော်ရွှင်သွားပြီမင်းကောင်ကတော့ခြေလက်တွေတုံ့ယင်ပြီးခေါင်းတွေချာချာလှည့်သွားတယ်ငွေရှင်ကြီးရတဲ့တယောက်ဆိုတာဘာမှမဆိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတာကိုတော့မင်းကောင်သိတယ်ပြီးတော့ခေတ်ကာလအပြင်ကလည်းငွေရှင်ကြီးရတဲ့တီကလောကကြီးကိုလွှမ်းမိုးနေတဲ့ကာလ မင်းကောင်နဲ့များတဲ့အကြောင်းကိုသိနေသူမိတွေကမင်းကောင်လက်ကိုဆုပ်ကင်လာတယ်။မင်းကောင်ကအန်ကိုတင်းတင်းကြိတ်ပြီးမိတွေလက်ကိုပြန်ဆုပ်ကင်လိုက်ကြတဲ့ကြီးကကဲမင်းကောင်နဲ့ပါမယ်။မင်းတို့ကအရှင်ကအခုလိုပြဿနာမျိုးတစ်ခါမှဖြစ်ခဲ့ဘူးတာမဟုတ်တော့ဒီတစ်ချိန်တော့ခွင့်လွှတ်ပေးလိုက်မယ်။နောက်တော့ကဒါမျိုးထပ်ပြစ်လာတဲ့ဆိုရင်တော့မင်းတို့ကိုအပြစ်နဲ့ဆပ်ပေးမယ်။ကြားကြလား။ပြန်သူပဲကြားကြတယ်၊ကြားပါတယ်လို့ပြန်ဖြေလိုက်တယ်။အေးဒါဖြင့်မင်းတို့သွားကြတော့မင်းတို့မိဘတွေနဲ့ငါမှားစရာရှိတာမှားလိုက်မယ်။ဘာမင်းတို့တစ်တိုက်ကတော့ပျော်ပြီးထွက်သွားကြတယ်။မင်းကောင်တို့မောင်နှမကတော့ တကြီးပြည်သူကအမာစကားပြောနေတဲ့မိခင်ပြည်သူကိုဆောင်းရင်ကချင်းရစ်ခဲ့ကြတယ်။ညာဘက်ချင်းမင်းကောင်တယောက်ရှင်တွေကအပူချောင်တော်တော်နဲ့အိတ်မပြောခဲ့ဘူး။အတော်ကြီးညာနေခဲ့ပြီးလင်းကျက်တုံကန်နီးမှမင်းကောင်ကမိခင်နဲ့အိတ်ပြောသွားခဲ့ရတယ်။အိတ်ပြောချင်းအိမ်မက်ထဲမှာနေလေခင်တုံကအိမ်မက်ခဲ့တဲ့အမွေးမင်မရှိတဲ့ကျောင်းသားကြီးကိုမြင်မှရပြန်တယ်။ဒီတခါတော့မင်းကောင်ရင်ထဲမှာကြည်ခွဲနေရသမို့အနာကလာတဲ့ကျောင်းသားကြီးကိုလူလူလလာပဲခွဲဝေလိုက်မိတယ်။ကျောင်းသားကြီးကမင်းကောင်ရင်ွယ်စီမှာခွေပြီးအိတ်ဆက်နေပါတယ်။ဒါမင်းကောင်မိခင်ပြည်သူရဲ့လှုံ့ရင်းကခေါ်လိုက်တဲ့အတန်းကြောင့်မင်းကောင်ကအိမ်မက်စီကလူထလာတော့ မနက်ခင်းမိုးကမိုးစင်စင်လင်းနေပြီဟာမိုးတော့လင်းနေခဲ့ပြီပဲမင်းကအေးရစီကအမြန်လူလဲထိုင်ကမျက်နာကိုခမန်းကတန်းတက်လို့မင်းကကြံရတဲ့အခင်းလက်ကိုဖြတ်ဖို့သွားမပြေတော့မိခင်ပြေသူကဒါမင်းကမင်းကနေ့ကိုအခင်းနဲ့မသွားနေတော့ဘာလို့တော့အမေရဲ့ကြံရတဲ့ဟာလေးကိုလှုပ်ဖို့အမေလူငားလှုပ်လိုက်ပြီဟာအမေရလည်းမဟုတ်တာကျုပ်တော်ဝယ်ယူထားတာပဲကျုပ်လုံးမှာပေါ့လူငားနဲ့အခင်းကိုစိတ်မချဖို့အမေရကျုပ်လိုက်သွားအောင်မင်းကောင်ကပြောပြောဆိုဆိုအိမ်မီကိုထွက်တယ်ဟဲ့တာမင်းသမီးညာစားမသွားတော့ဘူးလား မစားတော့ပါဘူးမေယာအခင်းကတမန်တဲ့ဆိုပြီးမှာပါမင်းကအင်းကနေခက်သက်သူပဲထွက်ခဲ့တယ်အမန်တော့ယင်ထဲကဝေဒနာကြောင့်နေရထိုင်ရအဆင်မပြေဖြစ်ပြီးတယောက်တည်းသီးသန့်နေလိုတာရဲ့မင်းကတပိပိနဲ့ရွာစုံဘက်ကဥပထူရဲ့အိရှိစီကိုဖျက်လာခဲ့မိတယ်ဟေးကောင်လေးအနောက်ဘက်ကအော်တန်ကြောင့်မလို့မင်းကောင်ကြည့်မိတော့ချမ်းဝါစီကနေရရင်သူ့ကိုခေါ်နေတဲ့ဥပထူနဲ့ဌာနတော်ကြီးတို့ဆရာတပည့်ပထမတော့မင်းကောင်ကကြောင်ရမ်းဖြစ်သွားတယ်ကျုပ်ကိုခေါ်လာလားပါကြီးအေးဟုတ်တယ်မင်းကိုပြောစရာရှိလို့လူလူစန်းကြီးကတူတူစန်းစန်းသူ့ကိုပြောစရာရှိတယ်ဆိုတော့ ။ဘာအကြောင်းဆိုတာမင်းကောင်ချက်ချင်းပဲနားမလည်နိုင်ဘူး။ပြီးတော့မှသကောင်ရံပြန်ပွဲတုန်းကကိစ္စကြောင့်ဖြစ်မယ်လို့ယူဆပြီ။ဘာကြီးကျုပ်ဘာကြီးစီကယူသွားတဲ့အယုတ်ကိုသူတို့လာပို့ပြီးပြီမလား။မင်းကောင်ကမေးခွန်းထုတ်တော့ဥပဒေဘောတာတော့ပြုံးနေ။အေးဟုတ်တယ်။သူတို့လာပို့ပြီးသွားပြီ။ဒါပေမဲ့ဒီကတူမောင်တဲ့ဘာကြီးစကားပြောဖို့လိုအပ်နေတာမို့လို့။ဘာအကြောင်းများလဲဘာကြီး။ဒီစကားတွေကဒီနေရာမှာပြောဖို့မသိလျော်ဘူးကွာ။ဒါကြောင့်တူမောင်လက်ခံနေဆိုရင်အိမ်ထဲကိုဝင်။ဥပဒေကြီးကပြောပြီးတော့ခြံထဲကိုဝင်ရောက်သွားတယ်။ဌာနတော်ကြီးကခြံဝါးကနေမင်းကောင်ကိုစောင့်နေတယ်။ မင်းကောင်ကလည်းမထူးတော့ဘူးလို့ယူဆလိုက်ပြီး channel ကိုလိုက်ဝင်လိုက်တော့ဌာနတော်ကြီးက channel ကားကိုတရားပြန်ပိတ်တယ်အင်းကွေးကြီးနဲ့ကောင်ကမင်းကောင်ကိုမြင်တော့သတိတရားဖြစ်နေပြီမဲ့ထူးဆန်းစွာနဲ့ဟောင်းနာမမီတာမျိုးမလုပ်ဘဲနဲ့အမိနဲ့နဲ့ရှိနေခဲ့တယ်ငလုံးနဲ့ငပြားကတော့မင်းကိုဘာဆိုတာသိနေပြီပဲဘာကိုပြောတာလဲကူတာနော်ကြီးဘာမှမဟုတ်ပါဘူးကွာဒီတိုင်းပြောလိုက်တာတမူးစီကိုရောက်ရင်တော့မင်းအလုံးသိရမှာပါဌာနတော်ကြီးစီကဥပါဒုကိုတမူးဆိုတဲ့အုံလုံးကြောင့်မင်းကောင်ကအာအသင်သွားတယ်ခဲမင်းကောင်အိမ်မောက်ကိုတက်ကွာ ဒါတော့ကြီးစကားကြောင့်မင်းကောင်ကလည်းအိမ်မော်စီကိုတက်တယ်။အိမ်မော်ရောက်တော့မင်းကောင်ကမြင်ကွင်းကိုကြည့်ပြီးအလုံးမအံ့ဩရပြန်တယ်။နေရည်ဒီအထက်စီမှာနန်းတွင်စစ်တီတော်တွေအုံပြတဲ့အိမ်မောင်းတွေလှမ်းတွေဒိုင်းတွေနဲ့ဓာတ်လေးများတွေကိုခန်းခန်းတည်းကြီးချိတ်ဆွဲထားတာကိုမြင်ရတယ်။ပြန်မွေးကြကသူဒီအိမ်မော်ကိုရောက်ခဲ့ပြီးမှမောင်းနေတာကြောင့်အခုလိုစစ်သုံးပစ္စည်းတွေကိုသေးချာမကြည့်ခဲ့ရဘူး။ကဲမောင်မင်းကောင်ထိုင်ကွ။ဥပါရုအတန်းကြောင့်မင်းကောင်ကအာယုံပြတ်သွားရတယ်။ဥပါရုကရွှေရောင်လွှမ်းနဲ့ကလထန်ကြီးတလုံးစီမှာထိုင်နေပြီးလက်ထဲကနတ်မောင်းနေတဲ့ဂျောင်းကြီးကိုပြုတ်ပိုက်ထားတယ်။ဂျောင်းရုပ်ကိုမြင်တော့မင်းကောင်ကသူ့အိမ်မထဲကဂျောင်းကိုသတိရမိသွားတယ်။ မင်းရဲ့အိမ်မက်ထဲကအကြောင်းကြီးပါဒူမောင်ရဲ့မင်းရဲ့အိမ်မက်ထဲကအကြောင်းကြီးပါဒူမောင်ဟုတ်တယ်ဒူမောင်ဒီအကြောင်းကြီးကမော်စင်ရဲ့တမျိုးနဲ့စီရင်ထားတဲ့အကြောင်းကြီးပဲသူကတက်ရှိအကြောင်းတစ်ကောင်ပဲမယုံရင်သူ့မျက်လုံးလေးကိုဒူမောင်ကြည့်လိုက်မင်းကောင်ကလည်းဥပါဒုပြောသလိုဂျာယိုကြီးရဲ့မျက်လုံးလေးကိုကြည့်မိတယ်မျက်လုံးလေးကတကယ်တက်ရှိအကြောင်းတစ်ကောင်လိုပဲမင်းကောင်ကိုတောင်မှမျက်လုံးချင်းပြန်ဆိုင်ကြည့်လာတယ်မျက်လုံးချင်းစုံပြီးချင်းအကြည့်တွေကမင်းကောင်ရင်ဘတ်ထဲအထီတော်မှထွင်းပေါက်ဝင်ရောက်သွားသလိုပါပဲပြန်ပွဲညတော့ကတော့သူ့အနေနဲ့ဒီဂျာယိုကြီးကိုယူသားယူခဲ့တာဒေချာမကြည့်မိခဲ့ဘူး ဒီမှာအခုကြုံတွေ့နေရတာတွေနဲ့ပတ်သက်လို့အရာအလုံးကိုရေးရသီးအောင်ဘာကြီးကပြောပြမယ်။မင်းကောင်ကစိတ်ဝင်စားနဲ့ခေါင်းကြီးလိုက်မိတယ်။စာပြီးပြောရမယ်ဆိုရင်တော့ဘာကြီးနဲ့ဟိုကတာနောကြီးတို့ရဲ့ရာဇဝင်ကနေစတင်ရလိမ့်မယ်။တကယ်တော့ဘာကြီးနဲ့တာနောကြီးတို့ဆိုတာကဒီဘောကူတော်ရဲ့ကိုရဲတော်တွေပဲ။မင်းကောင်ကထင်မှတ်မထားခဲ့သမှုအံအောလုံးရပြီးမျက်လုံးတွေအဝိုင်းသားဖြစ်သွားရတယ်။ဟုတ်တယ်ဒီမှာအင်္ဂလိပ်ဒီစီမှာဒုဗမာတွေအရင်နေခဲ့ပြီဆိုတဲ့အချိန်ဒီဘောကူတော်လေးကဘာကြီးရဲ့ပါဝင်ကိုရဲတော်တက်မှု၃ယောက်ကိုအခေါ်ရှိတယ်။ပြီးတော့ပရပိုက်၃စုံကိုတစုံစီပေးရပြီးတော့ချက်ချင်းထွက်သွားကြဘူးနဲ့ ဘရပိုက်တွေကိုတိုင်းပြည်အတွက်လိုအပ်ရင်စီရင်မလို့မှာခဲ့တယ်။နန်းတွေမှာဘာအေးဂျုံဂျုံပြန်မလာကြဘူးလဲမှားတယ်။ဒုတမှုသုံးယောက်ကဘရပိုက်တွေယူပြီးတာနဲ့ချက်ချင်းကိုပဲကိုရန်တော်တယောက်စီနဲ့နန်းတွေကနေပုံဖြတ်ပြီးနေရာအသီးသီးကိုထွက်ခဲ့ကြတယ်။နောက်နေ့မှာတော့အင်္ဂလိပ်တို့ကဒီဘောဂူရိုတို့ကခေါင်းဝင်စေကန်းကနေတဆင့်တိုင်းပါးစီကိုခေါ်ဆောင်သွားကြတယ်ဆိုတာသိချင်ရတော့ဘာကြီးတို့အန်ဂျီမျက်ရည်ကျရတယ်။ဒီဘောဂူရိုစီမှာဂတိကိုခံခဲ့ရတာမို့သာမဟုတ်ရင်ဘာကြီးတို့ပြန်မိခဲ့မှာပဲ။ဒါပါတော့အဲ့ဒီနောက်ကအကြောင်းတွေကိုပဲဘာကြီးဆက်ပြောပြမယ်။ဥပါတို့ကအန်ကိုချိန်ထားတယ် မြန်ဝန်းစီမှာခံမြင်းစေးကြောင့်မျက်ရည်စားတွေကရေဝိုင်းနေတာကိုမင်းကောင်မြင်ရတယ်။နောက်ပိုင်းတွေမှာတော့ဘာကြီးနဲ့တာနိုတို့ကနေရာမျိုးစုံမှာပုံဖြတ်ပြီးဇက်မြုပ်နေင်းကဒီဘောကူတော်ပေးတဲ့ပရပိုက်ကအစီရင်ကိုစီရင်ကြတယ်။အစီရင်ကကြောင်တဲ့တရားမျက်ရှင်နဲ့ဘာကြီးတို့ကအင်္ဂလိပ်အထောက်တော်တွေကြောင့်နေရာပေါင်းစုံကိုပြောင်းရွှေ့ရင်ကဒီအစီရင်ကိုလုံးဆောင်ခဲ့ကြတယ်။၃၃နှစ်တွင်မှာ၅ကြိမ်အစီရင်ပြတ်ခဲ့ပြီးတော့လွန်ခဲ့တဲ့နှစ်တွေကဒီရွာကိုရောက်မှပဲအစီရင်ကအောင်ရတော့တယ်။အစီရင်ကိုတော့ဘလို့ဆိုတာဘာကြီးဒူမောင်ကိုအသေးစိတ်ပြောမပြတော့ဘူး။အခုဒူမောင်သိတဲ့နာကိုဘာကြီးပြောပြမယ်။ ဘာကြီးတို့အောင်မြင်ခဲ့တဲ့အစီရင်ကြောင်ကြီးကသူနဲ့အဆက်ဆင်ရမယ့်သူကိုသူကိုယ်တိုင်ရွေးချယ်ရတယ်။အခုမောင်ရင်ကိုဘာကြီးရဲ့အစီရင်ကြောင်ကြီးကရွေးချယ်ထားလိုက်ပြီ။မင်းကောင်ကတက်ရှိကြောင်ကိုဆင်ထားတယ်ဆိုတဲ့အကြောင်းကြီးကိုတလည်းဥပါဒုကိုတလည်းလက်ကြည့်မိတယ်။ဟုတ်တယ်ဒူမ။ဒူမသာဆန္ဒရှိမယ်ဆိုရင်အစီရင်ကိုလက်ခံပေးပါ။ကျုပ်ကဒါကြီးကိုဆင်ပြီးရင်ဘာဖြစ်သွားမှာလို့။မင်းကောင်ရဲ့အမိကြောင့်ဥပါဒုကပြုံးတယ်။အစီရင်ကိုပြုတ်ပြင်ပြီးတဲ့အခါဒူမောင်ကဒူမောင်တို့ရဲ့ဟောဒီတရဝန်ရွာကသူတွေတိတ်ကိုလေးစားအားကြပြီးချစ်ခင်နေကြတဲ့အင်းဝါကဲ့သူရဲကောင်းကြီးငတ်တက်ပြားလို့ဆွမ်းအားရှိလာမယ်။ ဒါဆိုရင်ကြောင်မြတ်ရှင်အစီရင်ပေါ့အမှန်ပဲတူမအောင်ဒါပေမဲ့တခုတော့တူမအောင်သိထားရမယ်။ဘာများလို့ပါကြီး။အစီရင်ကိုပြုတယ်ဆိုတာကဒီတိုင်းပျော်စီပြည့်စီဆိုတဲ့သဘောမျိုးနဲ့ပြုစီတာမဟုတ်ဘူး။တိုင်းပြည်အတွက်လူမျိုးအတွက်တထောင်တနေရာကနေဥဒ္ဒေချက်တရဝင်အဖြစ်တူမအောင်ကတာဝန်ထမ်းရရမယ်။ဒါဝန်ဟုတ်လားပါကြီး။အမှန်ပဲတူမအောင်။အခုဆိုရင်အင်္ဂလိပ်တွေကအရေးရင်စနစ်ကိုအသက်သွင်းတဲ့ဥပဒေထုတ်ပြန်လိုက်ပြီ။ဒီအချက်ကြောင့်လောက်ကိုင်းနိုင်ငံတွေကွာဟာလာပြီးတော့အရင်ရှင်တဲ့ကြောမွဲဆိုတဲ့လူရင်းစားနေရဖြစ်ပေါ်လာတယ်။ကြောမွဲတွေကမွဲတဲ့မွဲလာမယ့်အရေးရှိလာပြီးတော့အရင်ရှင်တို့ကတော့ချမ်းသာပြင်းချမ်းသာလာလိမ့်မယ်။ ဒီအချိန်ဒီမှာပြဿနာရှိတာကဒုဗမာအများစုကအရင်ရှင်ထဲမှာရှိမနေပဲနဲ့ကျောင်းမဲသမားတွေသာများကြတယ်။ဒူမောင်ကရွာထဲနေလို့သာတိတ်မသိတာ။ပြင်မလောကကိုတစ်ခါလောက်ထွက်ကြည့်အရင်ရှင်စနေရဲ့အဆိုးကျိုးကိုမျက်ဝါးထင်နေမြင်လာရလိမ့်မယ်။မင်းကောင်ကတူဝီသွားရတယ်။သူ့အနေနဲ့အစာပိုင်းမှာဒီကိစ္စကိုဘူးသူရတခုအနေနဲ့သာမှတ်ယူရမယ်လို့ထင်ခဲ့ပြီမဲ့အခုတော့သူထင်သလိုမဟုတ်ခဲ့ပဲသူကလည်းပုံမှန်ပတ်သက်ရမယ့်ကိစ္စဖြစ်နေတယ်။လက်တလို့ကြီးဆုံးဖြတ်ချက်ချဖို့မလိုအပ်သေးဘူးဒူမောင်။ဘာကြီးတို့စီကိုအခုလာမယ်လာခွင့်ကြမတိုင်းခင်အချောင်းပြန်ပြင်းရပြီ။တကူတော့ဘာကြီးမင်းကိုအထူးမှားလို့တယ်။ အခုဘာကြီးပြောပြတဲ့အကြောင်းတွေအစီအနေကိစ္စကိုဒူမောင်ကလွဲပြီးတခြားဘသူမှမသိစေနဲ့ဟုတ်ကဲ့ပါဘသူကမှပေးမသိဘူးဆိုတော့ကျုပ်ခတိပေးပါတယ်ခေါင်းမီဒူမမင်းပြန်နိုင်ပြီဒါတော့သူ့ကိုချမ်းဝါးတိလိုက်ပို့ပြီးလိုက်မင်းကောင်လည်းခေါင်းထဲမှာအတွေ့အကြုံချာချာလေးငါထပြန်မှုလုပ်လိုက်တယ်ပင်ထဲကထွက်ကန်ဒီမှာဥပါရုလက်ထက်ကအစီအကြောင်းယောကြီးကိုတစ်ချက်ကြည့်မိတယ်ချောင်းကြီးရဲ့မျက်ဝန်းတွေကသူ့ကိုတစုံတရာပြောနေတယ်လို့ပဲမင်းကောင်လည်းအာယုံကိုဖျက်ချလိုက်တယ်ပြီးတော့အင်းထဲကနေထွက်လာခဲ့တော့တယ်ယခုတိဆက်ပေးခဲ့တဲ့ဝတ္ထုကလေးကတော့စာရေးသူထမန်တောင်ကူရဲ့ လူလူသားကြီးဥပါဒုဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပြီးပါဦးခင်ဗျာဘေးနားက notification လုပ်လည်းနှိပ်ပေးထားပါဦးအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်